အားလုံးပဲမင်္ဂလာပါမြောက်ဦးနော်လီရှာရင်း channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားရုရှားရဲ့အသစ်ဆုံးဒီနောက်ဆုံးမျိုးဆက်လက်နက်တွေဟာယူကရိန်းတပ်ကိုအလွေတကူတားဆီးနိုင်မယ်လို့ထိတ်တန့်တက်မှုတွေကယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့လုံးဝမှားခဲ့ပါတယ်ရုရှားရဲ့အသစ်ဆုံးအကောင်ဆုံးလက်နက်တွေဟာအရင်ကလက်နက်တွေလိုပဲဆက်ရှင်ဖြက်ဆီးခံခဲ့ရပါတယ်ရုရှားကစစ်မှုပြင်ကိုစက်ပစ္စည်းတွေထပ်ပြီးပို့နေပေမဲ့ယူကရိန်းကလည်းဇက်တိုက်ဖြက်ဆီးနေပါတယ် တင်းကားတွေတန်ချက်ကာရင်တွေလေကြောင်းကောက်ကွေရေးစနစ်တွေနဲ့ရေဒါတွေအကုန်ဖျက်ဆီးခံနေရတာပါဒါကယူကရိန်းဘလောက်အင်အားတောင့်တင်းလာပြီလဲဆိုတာနဲ့စစ်ပွဲဟာလေးနှစ်နီးပါးရောက်လာတာနဲ့အမျှရုရှားဘလောက်အထိစိတ်ပြတ်အားငင် နေရပြီလဲဆိုတာကိုပြသပါတယ်နိုမလာ73ရက်နေ့မှာဖျက်ဆီးနိုင်ခဲ့တဲ့ရုရှားပြစ်မှတ်အများအများအကြောင်းကို Facebook ပေါ်မှာယူကရိန်းတပ်ဖွဲ့ဝင်တွေကတင်ခဲ့ပါတယ်ဒီသတင်းအစ်စ်ဟာခါဆွန်နဲ့ဇာပရီရှာလိုတောင်ပိုင်းဒေသတွေမှာ ပုံမှန်လှုပ်ရှားလေးရှိတဲ့တောင်ပိုင်းယူကရိန်းတပ်ဖွဲ့တွေကနေတင်ခဲ့တာပါ။ရန်သူရဲ့လီယန်ပြစ်ဒုံးကျည်စနစ်တွေဖြစ်တဲ့ Back M3 နဲ့ OSAR တို့ကိုလွန်ခဲ့တဲ့တရက်အတွင်းတောင်ပိုင်းဒေသမှာဖျက်ဆီးနိုင်ခဲ့ပါတယ်။တောင်ပိုင်းယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေဟာရန်သူရဲ့စခန်းတွေပြစ်ခတ်တဲ့နေရာတွေနဲ့နောက်တန်းနေရာတွေကိုဆက်လက်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။လွန်ခဲ့တဲ့နှစ်ရက်အတွင်းရန်သူရဲ့ဆုံးရှုံးမှုတွေကတော့စစ်သား239ယောက်တင်ခါတစီ Back M3 လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ိုစာလေယံပြည့်ဒုံးကျည်တစ်ခုပြီးအမြောက်စနစ်၄ခုရဲ20နစီ electronic စစ်ဆင်ရေးစနစ်တစ်ခု radar scan တစ်ခု levy cycle quarterbyte တစ်စီ cycle 5စီ battery ကားငယ်တစ်စီလျှက်စစ်စကူတာ3စီ engineer 3စက်ပစ္စည်းတစ်ခုစက်တွေ့ရေး antenna 3ခုလို့ဖြစ်ပါတယ်ဒါတွေတော့မကသေးပါဘူးစစ်တီတွေခိုးလုံရနေရ30ခုတစ်ခုကိုလည်းဖျက်ဆီးခဲ့တယ်လို့ shahed 136 131တိုက်ခိုက်ရေးမောင်းသူမေးလေယံ30ကိုလည်းဖျက်ဆီးခဲ့ပါတယ် ဒါဟာတရတအတွဲမှာဖြည့်ဆည်းနိုင်ခဲ့တဲ့အရှိအတွဲအနေနဲ့တော်တော်လေးကိုများနေပါတယ်။နောက်ပြီးတော့မှသူတို့ဖြည့်ဆည်းခဲ့တဲ့အရာတွေဟာတော်တော်လေးကိုအရေးကြီးတဲ့ပစ္စည်းတွေပါ။ယူကရိန်းဘက်ကရုရှားရဲ့အမြောက်စနစ်တွေကိုတိုက်ခိုက်နိုင်ခဲ့တာဟာသတင်းကောင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒါတွေနဲ့ယူကရိန်းတပ်တွေကွက်ကေးရဲစခန်းတွေကိုတိုက်ခိုက်ဖို့မကြာခဏအသုံးပြုကြတဲ့အတွက်ပါ။ယူကရိန်းဟာရေဒါစကန်တစ်ခုနဲ့ electronic စစ်ဆင်ရေးစနစ်တွေကိုလည်းဖြည့်ဆည်းနိုင်ခဲ့ပါတယ်။အဲ့ဒါတွေဟာခေတ်သစ်စစ်ပွဲမှာတကယ်အရေးပါတဲ့ကိရိယာတွေဖြစ်ပါတယ်။နောက်ပြီးတော့ တရက်တိမှာရုရှားစစ်သား240လောက်တေဆုံးသွားခဲ့တဲ့အတွက်စစ်သားစုဆောင်ပေးတဲ့လူတွေအနေနဲ့နောက်တစ်ကြိမ်စစ်သားစုဆောင်ဖို့အခက်တွေ့ပါလိမ့်မယ်။ဒါပေမဲ့စရင်တွေကပစ္စည်းနှစ်ခုကတော့ကျန်တဲ့အရာတွေထက်ပိုအရေးကြီးပါတယ်။အဲ့ဒါတွေကတော့ back m3 လေချောင်းကာကွယ်ရေးစနစ်နဲ့အိုစာလေယံပြစ်ဒုံးကျစ်စနစ်တို့ဖြစ်ပါတယ်။ဒါတွေဟာရိုးရိုးလေချောင်းကာကွယ်ရေးစနစ်တွေမဟုတ်ပါဘူး။ရုရှားရဲ့အကောင်ဆုံးစနစ်တွေကဖြစ်ပြီးတော့အထူးသဖြင့်ဒီ back m3 ကိုထုတ်လုပ်ဖို့ဒေါ်လာသန်းပေါင်းများစွာကုန်ကြပါတယ်။ back m3 ဟာဆိုလို့ရှိရင်ဒီ back အမျိုးအစားဝင်ဖြစ်ပြီးတော့မှတားရိုတားလဲပြည့်မြေပြင်ကနေဝင်ထင်ပြည့်ဒုံးကျစ်စနစ် SAM တွေကအကောင်းဆုံးနဲ့အဆင်အမြင့်ဆုံးပဲရှင်ဖြစ်ပါတယ်ပထမဆုံး back စနစ်တွေကိုဆိုဗီယက်ယူနီယံကဖန်တီးခဲ့ပြီးတော့မှ1980ပြည့်လွန်နှစ်အစောပိုင်းမှာစတင်အသုံးပြုခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှ version အများအပြားထွက်ပေါ်လာခဲ့ပါတယ် back m1 ပြီးရင် back m12 နဲ့ back m2 တို့ဖြစ်ပါတယ် back m3 မှာတော့ဒီခေမီနီပညာတွေနဲ့ အရင် version တွေအားလုံးထက်ပိုကောင်းအောင်လုပ်ထားပါတယ်။ဒါကို2010ပြည့်လွန်နှစ်တွေမှာတီထွင်ခဲ့ပြီးတော့မှ2016လောက်ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။ပိုကောင်းအောင်ပြည့်ခန်းနိုင်တဲ့အကော်အဝေးပိုမြန်တဲ့ဒုံးကျည်တွေရှိပြီးတော့မှပြည့်မှတ်တွေကိုလည်းထိမှန်နိုင်ပါတယ်။ပြည့်နိုင်တဲ့အကော်အဝေးကတိတသမာ6မိုင်ကနေ43.5မိုင် အမြင့်46ဘေးကနေတသိန်း1000ဒီ4826ဘေးပြီးရင်ပြည်မှတ်ရဲ့အမြင့်ဆုံးအမြင့်တော့ကဒီ Mac 6.8ဖြစ်ပါတယ် ဒီစမ်းသပ်မှုတွေနဲ့စိမြင့်ပြန်ကအဆက်အလက်အမှန်တွေအရဒီ back m3 ဟာရန်သူလျင်တွေကိုထိမှန်ဖို့65ရာခိုင်နှုန်းပေးထိန်ဒုံးကျည်တွေကိုထိမှန်ဖို့80ရာခိုင်နှုန်းနဲ့ cruise ဒုံးကျည်တွေကိုထိမှန်ဖို့80ရာခိုင်နှုန်းအခွင့်အရေးရှိပါတယ် back m3 ဟာ electronic တက်ခိုင်မှုတွေကိုလည်းခုခံနိုင်စွရှိပါတယ်လျင်မြန်စွာလှုပ်ရှားနိုင်တဲ့ပြင်းမှတ်တွေကိုထိမှန်နိုင်တဲ့နေရာမှာလည်းဒီအရင် back model တွေအပါအဝင်ပေါ့နော်ဒီအခြားလေကြောင်းကောက်ကိုရစ်စနစ်တွေထက်ပိုကောင်းပါတယ်အဲ့ဒီစနေရဲ့ဒီဈာဖြတ်ဒုံးကျည်တွေဟာဆိုရင် Mac 4.10ပေါ့နော်တနာရီကိုမိုင်ဒီ3500ခန့်အမြင်လုံးအထိရောက်နိုင်ပါတယ်။နောက်ပြီးတော့မှပြေလွှတ်လိုက်တဲ့ဒုံးကျည်တွေဟာလေထုတွေမှာလေထိန်ရှုပ်စနစ်တွေနဲ့ဒီအထူးတွန်းကန်အားထိန်ရှုပ်စနစ်တွေကိုအသုံးပြုပြီးခလေးနိုင်လှုပ်ရှားနိုင်တဲ့အတွက်ပြင်မှတ်တွေကိုတိတိကျကျရှာဖွေပြီးတော့မှထိမှန်စေနိုင်ပါတယ်။ Back M3 ဟာအလွန်ထိရောက်တဲ့အတွက်ကဘာပေါ်ကအကောင်ဆုံးပေးထိန်ဒုံးကျည်တွေကတခုဖြစ်တဲ့ American ရဲ့ MGN 140 Atacam ဒုံးကျည်တွေကိုတော့မှပြေရှားနိုင်တယ်လို့ရုရှားသတင်းအရင်းမြစ်တွေကအခိုင်အမာပြောကြားထားပါတယ် ဒါကိုဘယ်တော့ငါမှတက်တည်မပြားနိုင်သေးပေမဲ့ဒီ back m3 ဟာအစွန်းထပ်ပြီးတော့မှအစင်းမြင့်တဲ့စနစ်တစ်ခုဆိုတာကတော့ထင်ရှားပါတယ်။ဒါကြောင့်လည်းဒီလောက်အထိဈေးကြီးနေရတာပါ။စနစ်အပြည့်အစုံတစ်ခုလေးကိုဒေါ်လာ၄၅သန်းလောက်ကုန်ကြပါတယ်။ပုံမှန် back m3 စနစ်တစ်ခုမှပါဝင်တာတွေကတော့ quake ရရင်တစီဝင်လာတဲ့ပြင်မှတ်တွေကိုထောင်းလှမ်းပေးတဲ့ပြင်မှတ်ရှောက်ပွေရေရေဒါရင်တစီပြီးရဒုံပြင်းစင်နဲ့ဒီရေဒါရင်ရှောက်စီပြီးဒုံပြင်းစင်ဒီ TEL ရင်၃စီးပါဝင်ပါတယ်။ဒီလို့ ဈေးနှုန်းကြီးမြင့်ပြီးတော့မှအစင်းမြင့်တဲ့နေပညာတွေရှိပေမဲ့ယူကရိန်းတပ်ဖွဲ့တွေဟာ back M3 ကိုဖျက်ဆီးရတာမခက်ခဲဘူးဆိုတာကိုပြသခဲ့ပါတယ်။လက်တလောဖျက်ဆီးခံခဲ့ရတဲ့ကိစ္စအပြင်ယူကရိန်းရဲ့ drone တွေကြောင့် back M3 စနစ်တွေပျက်စီးတာတော့မဟုတ်ဖျက်ဆီးခံရတာတွေရှိခဲ့ဘူးပါတယ်။လွန်ခဲ့တဲ့ရက်သက်တပတ်အနည်းငယ်က ယူကရိန်းရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာဆိုရင်ရှော်နိုင်းယာ S ကလိုခေါ်တဲ့ဒီရုရှားခုခံရေးအဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။သူတို့ဟာယူကရိန်းအရှေ့ဘက်နေဆက်တစ်ဖက်ကိုဖျက်ချော်တိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ခဲ့ပြီးတော့မှ ရုရှားရဲ့ဒီ roster ဒေသမှာရှိတဲ့ back m3 တခုကိုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒါအပြင်ရုရှားရဲ့ထိတ်တန်းရေဒါစနစ်တွေတွေကတခုဖြစ်တဲ့ nibo u ကိုလည်းဖျက်ဆီးအောင်လုပ်ခဲ့ပါတယ်။ ukraine ရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေက facebook ပေါ်မှာအစီရင်ခံစာအပြည့်အစုံကိုတင်ခဲ့ပါတယ်။သူတို့ရေးတင်တာကတော့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာအသေးဆုံးဒီ back m3 ကိုဖျက်ဆီးခဲ့ပြီးတော့မှရုရှားတွေရဲ့ nibo u ရေဒါကိုတိုက်ခတ်ခဲ့ပါတယ်။စက်တင်ဘာလ28ရက်နေ့မှာ ukraine ရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာဆိုရင် ရှင်နိုင်ရ S ကတပုံအဖွေးနဲ့အတူသူတို့ပူပေါင်းပြီးတော့မှရန်သူရဲ့လေချောင်းကောက်ွေရဲ့စနေရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကိုအသုံးမပြုနိုင်အောင်အထူးစစ်ဆင်ရင်းတွေလှုပ်ဆောင်ခဲ့ပါတယ်။ Roster Data မှာ Back M3 လေယံပြည့်ဒုံးကျစ်စနေနဲ့ Nibo U ကနဦးထောင်းလင်းရေးရတာတို့ဟာတစားစီဖြစ်တော့ခဲ့ရပါတယ်။ဒီစနေတစ်ခုစီဟာဒေါ်လာတန်းရာနဲ့ရှိတက်ပါတယ်။ Back M3 ဟာ80ကီလိုမီတာအကွာအဝေးအထိပြင်းမှတ်တွေကိုထိမှန်နိုင်ပြီးတော့မှ Nibo U ကတော့ဒီတိုက်လေယံတွေကို400ကီလိုမီတာအကွာအဝေးအထိထောင်းလင်းနိုင်ပါတယ်။ နစ်နှစ်ခုစလုံးဟာရှေ့တဲ့အနီကယူကရိန်းတိုက်ခိုက်ရေးလေယံဉ်တွေအတွက်အဓိကရှိန်ရှောင်းမှုတွေဖြစ်ပြီးတော့ယူကရိန်းရဲ့ထိုးစစ်မစ်ရှင်တွေကိုအနောက်အရှက်ပေးခဲ့ပေမဲ့အခုတော့ဒီစနစ်တွေကမရှိတော့ပါဘူးဆိုပြီးတော့မှရေးတင်ခဲ့ပါတယ်။ဒီ post မှာရှင်းပြထားတဲ့အတိုင်း back m3 လို့စနစ်တွေဟာပေါ့နော်ဒီရုရှားအတွက်အလွန်တရာမှအရေးကြီးပါတယ်။ဒါကြောင့်လဲဆိုတော့အဲ့ဒီစနစ်တွေသာရှိနေရင်ယူကရိန်းဟာရုရှားပိုင်တဲ့အတွင်းပိုင်းကိုထိထိဝင်ဝင်တော်ပြီးတိုက်ခိုက်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။တာဝေးပြည့်ဒုံးကျည်တိုက်ခိုက်မှုတွေကိုလည်းအဲ့ဒီစနစ်တွေကတာစီပေးထားပါတယ်။ ယူကရိန်းရဲ့အတွင်းကြားကြထိုးစစ်အသစ်တွေဟာရုရှားရဲ့လောင်စာဆီနဲ့ရေနံစဲယုံတွေကိုပြစ်မှတ်ထားပါတယ်။ဒါဟာသိမ့်မကြသေးခင်တုန်းကဆိုရင်ရုရှားရဲ့စစ်ပွဲကိုအဆုံးသတ်စေဖို့အတွက်ယူကရိန်းရဲ့အထီးရောက်ဆုံးတိုက်ခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှယူကရိန်းသမ္မတဇယ်လင်စကီကစက်တင်ဘာလမိန့်ခွန်းတစ်ခုမှအတည်ပြုပြောကြားခဲ့ပါတယ်။အထီးရောက်ဆုံးဒဏ်ခတ်ပိတ်ဆို့မှုတွေအမြန်တိုက်ခိုက်တာတွေဟာရုရှားရဲ့ရေနံချက်စဲယုံတွေစိတ်ကန်းစခန်းတွေနဲ့ရေနံတိုးလောင်ယုံတွေမှာမိလောင်မှုတွေဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာရုရှားရဲ့ရေနယ်လုပ်ငန်းကိုအကြီးအကျယ်ကန့်သတ်နိုင်ခဲ့ပြီးဒါကစစ်ပွေးကိုလည်းအကြီးအကျယ်ကန့်သတ်လိုက်တာပါပဲဆိုပြီးတော့မှပြောခဲ့တာပါအဲဒါကြောင့်ဒီယူကရိန်းဟာရေနံချက်စဲယုံတွေရေတင်စဲယုံတွေနဲ့ဒီပိုက်လိုင်းတွေကိုပဲတိုက်ခိုက်နေတာမဟုတ်ပါဘူး back m3 နဲ့ nibo radar စခန်းတွေလိုမျိုးစနစ်တွေကိုလည်းရှာဖွေပြီးတော့မှဖျက်ဆီးရမှာပါဒီစနစ်တွေမှာယူကရိန်းကတကယ်ကိုတော်တယ်လို့ပြောရပါလိမ့်မယ်ရုရှားလေကြောင့်ကောက်ကွေဈေးတွေကိုဗီနီယာမှာပဲပေါ်လာပါစေမရရအောင်ရှာဖွေပြီးတော့မှဖျက်ဆီးနေပါတယ်တောင်ပိုင်းတပ်ဖွဲ့တွေက back m3 အပြင် နောက်ထပ်ဒီရုရှားလေကြောင်းကောက်ွယ်ရေးစနစ်တစ်ခုဖြစ်တဲ့အိုဆာကိုလည်းဖျက်ဆီးခဲ့တယ်ဆိုပြီးတော့မှသတင်းထုတ်ပြန်ခဲ့ပါတယ်။အိုဆာကိုဂျက်လို့လည်းခေါ်တယ်လို့ပေါ့နော်ဒီဝါစ်လို့လည်းသိကြပါတယ်။ဒါဟာရုရှားရဲ့အရင်ကထုတ်ခဲ့တဲ့မြေပြင်ကနေဝင်ဟင်ပြစ်ဒုံးကျစ်စနစ် SAM တွေကတခုဖြစ်ပါတယ်။အဲ့ဒါကို1960ပြည်လို့နှစ်တွေမှာဆိုဗီယက်ယူနီယံမှာတည်ထွင်ခဲ့ပြီးတော့မှ1980ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။ Back M3 လောက်ခင်မမီတော့ပေမဲ့အိုဆာဟာအသုံးဝင်နေစေဖြစ်ပြီးတော့မှခင်မကုန်သေးပါဘူး။ ဒါကိုဖန်တီးခဲ့တော့ကကဘာပေါ်မှာတိုက်ခိုက်ရေးရေဒါပစ္စည်းတွေအားလုံးကိုရန်တစည်းတဲ့ပေါ်မှာတက်ဆင်ထားတဲ့ပထမဆုံးသောရွေးလျားလေကြောင်းကာကွယ်ရေးတုံးကျစ်စနစ်ဖြစ်ခဲ့ပါတယ်။နှစ်တွေတခြားမှာဗက်ရှင်အမျိုးမျိုးပြုလုပ်ခဲ့ပေမဲ့ဗက်ရှင်အားလုံးမှာရန်သူလေရန်တွေကိုသူတို့ဘာသာသူတို့ထောက်လန်းနိုင်တဲ့ရှေးရခန့်နိုင်တဲ့ဂျာဖြန်းနိုင်တဲ့ဒီရင်တွေကိုအသုံးပြုကြပါတယ်။ဒါမှမဟုတ်အခြားဆောင်ကြီးရေဒါတွေရဲ့အကူအညီနဲ့လှုပ်ဆောင်ကြပါတယ်။အိုဆာစနစ်ဟာအလွန်ရွေးလျားလွေတဲ့အတွက်နှာမည်ကြီးပါတယ်။ အခြားစနစ်တွေလိုတီးခြားအစိအပိုင်းအများအပြားမလိုအပ်ပဲရန်တစည်းသေးတာလိုအပ်ပါတယ်။အဲ့ဒီစနစ်ဟာမယမ်းမနာပဲဒီမိုင်300နဲ့30လောက်တွာလာနိုင်ပါတယ်။ဒါကရေချောင်းရောကုန်းချောင်းပါတွာလာနိုင်ပြီးတော့မှလေချောင်းနဲ့လည်းတည်ယူပို့ဆောင်နိုင်ပါတယ်။ဒီစနစ်ရဲ့အမြင့်ဆုံးအမြင်နှုန်းကတော့ကုန်းပေါ်မှာတနအီကိုမိုင်90နဲ့ရေထဲမှာတနအီကို9မိုင်ဖြစ်ပါတယ်။အိုးစားမှာ 9M33 ဒုံးကျည်တွေကိုအသုံးပြုပါတယ်။တခုချင်းစီဟာဒီ စေဘေရှိလျားပြီးတော့မှပေါ်တော့ဒီဒုံကောင်းဟာလည်း၃ဆေး၃ပေါက်လေးချင်းရှိပါတယ်ဒီဒုံကြီးတွေဟာ၉တသမ၃မိုင်အထိပြန်တန်းနိုင်ပြီးတော့မှအမြင့်ပေက၃000နဲ့၉000အထိရောက်ရှိနိုင်ပါတယ် Mac 2.9ပေါ့နော်တနည်းအားဖြင့်ဒီတစ်စက္ကန့်ကို1020မီတာလောက်အမြင့်ထုံးနဲ့ခရီးသွားနိုင်ပါတယ်အိုဆာစနစ်တွေကိုစစ်ပွေးအများအပြားမှာအသုံးပြုခဲ့မှုပါတယ်အဲ့ဒီစစ်ပွေးတွေကတော့1982လေဗနွန်စစ်ပွေး1991ပင်လယ်ကွေးစစ်ပွေး2008ဒီရုရှားဂျော်ဂျီယာစစ်ပွေးယီမန်ပြည်တွင်းစစ်တို့ဖြစ်ကြပါတယ် အခုလက်ရှိယူကရိန်းမှာလည်းဒီဓာတ်တွေကိုအသုံးပြုနေတာပါဒီ back end three စနစ်မှာပါတဲ့ဒုံးကျည်တွေကအဝေးကြီးကိုပြေးနိုင်ပေမဲ့ဒီအိုဆာစနစ်ဟာဆိုရင်ရုရှားစစ်တဲ့အတွက်အရေးပါနေစေဖြစ်ပါတယ်ဒါကမြေပြင်တက်တွေနဲ့အရေးကြီးတဲ့စက်ပစ္စည်းတွေကိုကောက်ွေပေးနိုင်ပါတယ်အစင်းမြင့်ထားတဲ့အိုဆာဘက်ရှင်အသစ်တွေကိုတက်ဖွဲ့တွေထောက်ပံ့ရေးစနစ်တွေကိုကောက်ွေဖို့ရှေ့ထဲမှာအသုံးပြုကြပါတယ်ဒါပေမဲ့လည်းယူကရိန်းဟာဒီအိုဆာရဲ့အာဏာချက်တွေကိုဘလို့တိုက်ခိုက်ရမလဲဆိုတာသိမကြခင်ပါပဲသိရှိတော့ခဲ့ပါတယ် စစ်ပွဲစတင်ချိန်ကလေးကအခုထိအိုစာစနစ်အနေဆုံး၃ဆင်းတခုဖျက်ဆီးခံခဲ့ရပြီလို့သိရပါတယ်။သိမ့်မကြသေးခင်တုန်းကတောင်ပိုင်းယူကရိန်းမှာအိုစာစနစ်တခုဖျက်ဆီးခံခဲ့ရတဲ့အပြင်လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဆိုရင်လေယူကရိန်းရေတံနဲ့ဒီအမျိုးသားအစောင်းတပ်ပူးပေါင်းအဖွဲ့ကအိုစာစနစ်တခုကိုဖျက်ဆီးခဲ့ပါသေးတယ်။အော်တိုဘာ၂၉ရက်နေ့တုန်းကယူကရိန်းရေချောင်းတပ်ဖွဲ့ရဲ့ဒရုန်းမောင်းသူတွေဟာအိုစာစနစ်ကိုရှေ့ရကန်တွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသားအစောင်းတပ်ဖွဲ့တခုကတိုက်ခိုက်ဖျက်ဆီးလိုက်တာပါ။ အဲ့ဒီနောက်ဒီတိုက်ခိုက်မှုဖြစ်စဉ်ကိုဗီဒီယိုမှတ်တမ်းတွေသူတို့မျှဝေခဲ့ပါတယ်ဗီဒီယိုထဲမှာတွေ့ရတာကအိုဆာစနစ်ကိုတိပင်ဒန်းတွေရဲ့နောက်မှာနေရာချထားတာကိုတွေ့ရပါတယ်အဲ့ဒါကိုယူကရိန်းတွေကမယားမကားတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်အခုနောက်ပိုင်းဆိုရင်ဒီယူကရိန်းတွေဟာပေါ့နော်ရုရှားလေကြောင်းကောက်ွေရေးတွေကိုအသေးအသန်လိုင်းလံဖျက်ဆီးနေပါတယ်အော်တိုဘာလနောက်ပိုင်းမှာဆော်နီလစ်လို့ခေါ်တဲ့ဒီ Black Forest တဲမဟာရဲ့ကြိုးပမ်းမှုတွေကြောင့်နောက်ထပ်ဒီ Vac M3 တခုကိုလည်းသူတို့ဖျက်ဆီးခံခဲ့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှာ ယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေရဲ့ဒီစေဦးစီးဂျုံရုံက Telegram မှာအခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။ Black Forest တဲမဟာရဲ့ကင်ထောက်တွေဟာနောက်ထဲရုရှားလေယံပြစ်ဒုံးကျစ်စနစ်တခုကိုရှာဖွေတွေးရှိခဲ့ပြီးတော့မှပြစ်ခတ်ဖို့လမ်းညွှန်ပေးခဲ့ပါတယ်။ဖြက်စီးခံလာရတဲ့လေကြောင်းကောက်ွေရဲ့စနေရက်တန်ဖိုးဟာဒေါ်လာ၄၅တန်ဖြစ်ပါတယ်။တိုက်ခိုက်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်ဆိုပြီးတော့မှဖော်ပြခဲ့တာပါ။အဲ့ဒီသတင်းမှာသူတို့တိုက်ခိုက်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုလည်းပြသခဲ့ပါတယ်။ဒီဒီချိန်မှာလည်းရုရှားတက်တွေဟာ အိုဆာစနစ်ကိုတိပင်းတွေထဲမှာဖုံးကွယ်ဖို့စ조사ခဲ့ပြီးမြဲယူကရိန်းရဲ့ဒရုန်းတွေကအလွေတကူရှာတွေ့ခဲ့ပါတယ်။တိပင်းတွေရဲ့နောက်မှာဖုံးကွယ်ထားတဲ့ဆိုပေမဲ့လည်းဒရုန်းတွေဟာခေါင်းငယ်ကနေပြန်တန်းလာဖြစ်တဲ့အတွက်ဖုံးကွယ်ထားတဲ့အရာတွေကိုအလွေတကူမြင်တွေ့လို့ရပါတယ်။ယူကရိန်းအနေနဲ့ဒီစနစ်တွေကိုဆက်လက်ပြီးဖျက်ဆီးနေမှာဖြစ်လို့ရုရှားဟာတန်ဖိုးကြီးတဲ့စနစ်တွေကိုဆက်လက်ပြီးတော့မှဆုံးရှုံးနေရအောင်မှလည်းဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ရဲ့အနေငယ်အလိုမှာဆိုရင်လည်းယူကရိန်းဟာဒီဇပရီရှာခါဆွန်နဲ့ဒီခရိုင်းမီးယားမှာရှိတဲ့ နီဘို SVU ရေဒါနှစ်ခုနဲ့အတူနောက်ထပ်ဒီ back M3 တခုကိုသူတို့ဖျက်ဆီးခဲ့ပါသေးတယ်ဒီဒီချိန်မှာလည်း Ukraine စစ်ဘက်ထောက်လင်းရေး GUR က Telegram မှာတိုက်ခိုက်မှုကိုတင်ထုတ်ပြန်ခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာ23နဲ့24ရက်တွေမှာဒီ GUR ရဲ့စစ်စင်ရေးဌာနအထူးကျွမ်းကျင်သူတွေဟာရာရှားသိမ်းပိုက်ရေးတရက်ဈေးကြီးတဲ့လေကြောင်းကောက်ွေးရေးစနစ်၃ခုကိုရှာဖွေတွေ့ရှိပြီးဖျက်ဆီးခဲ့ပါတယ်အဲ့ဒါတွေကတော့ back M3 ပြခဲ့ရေးစနစ်တခုပြီးရင်ဒီ 1119ဒီ Nivo SVU radar တစ်ခုဖြစ်ပါတယ်ဒီလေကြောင်းကောက်ွယ်ရေးစနစ်တွေကိုယာယီသိမ်းပိုက်ထားတဲ့ဇာပရီရှာခါဆွန်ဒေသနဲ့ခရိုင်းမီးယားမှာဖိရှားရှင်းလင်းခဲ့ပါတယ်ဆိုပြီးတော့မှတရင်ထုတ်ပြန်ခဲ့ပါတယ်ပောက်ကွေးမှုတွေနဲ့ဖျက်ဆီးခံရတဲ့စက်ပစ္စည်းတွေကိုပြသထားတဲ့ drone video ကိုလည်းထုတ်ပြန်ခဲ့ပါတယ်ယူကရိန်းဟာ back စနစ်တွေနဲ့ဒီ osa စနစ်တွေကိုသာဖျက်ဆီးနေတာမဟုတ်ပါဘူးရုရှားရဲ့ဒီတခြားအစင်းမြင့်လေကြောင်းကောက်ွယ်ရေးစနစ်တွေကိုလည်းယူကရိန်းရဲ့တိုက်ခိုက်မှုတွေကထိမှန်နေပါတယ် ော်တိုဘာလအစောပိုင်းမှာလည်းယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာဆိုရင်ပိမ့်ပိုက်ထားတဲ့ခရိုင်းမီးယားမှာရုရှားရဲ့ဒီ S-400 ဒီ Trian လွှတ်တင်စဉ်တစ်ခုနဲ့အမတ်၁၈တက်မတော်ပိုင်း KM-2 ကြောက်ကုန်တော်တစ်ခုကိုဖျက်ဆီးခဲ့ပါတယ် S-400 ဟာရုရှားရဲ့အရေးအကြီးဆုံးစနစ်တွေတရားတစ်ခုဖြစ်ပါတယ်။နောက်1990ပြည့်လွန်နှစ်တွေမှာ S-300 ရဲ့ဒီအစားထိုးအဖြစ်တည်ထွင်ခဲ့ပြီးတော့မှ2000ခုနှစ်မှာစာပြီးအသုံးပြုခဲ့ပါတယ်။နောက်ပိုင်းဒီအသေးဖြစ်တဲ့ S-500 နဲ့အစားထိုးခံရပေမဲ့ S-400 က ဒီရုရှားရဲ့လေကြောင်းကောက်ွေရေးကွန်ရက်ရဲ့အဓိကအစိပ်ပိုင်းတစ်ခုအဖြစ်တည်ရှိနေစေဖြစ်ပြီးတော့မှအလွန်လဲဈေးကြီးပါတယ်။အရင်တုန်းကြီးတွေပါတဲ့ဒုံပြစနစ်အပြည့်အစုံတစ်ခုအတွက်ဒေါ်လာသန်း900လောက်တန်ကြီးရှိပါတယ်။ရုရှားကအရေးကြီးတဲ့နေရာတွေနဲ့အခြေခံအဆောက်အုံတွေကိုကောက်ွေဖို့အတွက်ဒီတိမ့်ပိုက်ထားတဲ့ဒေသတွေရောရုရှားအတွင်းပိုင်းမှာရော Aspon Dread တွေကိုအကြီးအကျယ်အသုံးပြုခဲ့ပါတယ်။ Aspon Dread ဟာဆိုရင်ကမ္ဘာပေါ်ကအကောင်ဆုံးစနစ်တွေတွေကတစ်ခုလို့ရုရှားကအခိုင်အမာပြောကြားခဲ့ပေမဲ့ မကြတိခင်ကယူကရိန်း drone တွေကြောင့်အများအပြားဖျက်ဆီးခံခဲ့ရပါတယ်။ Aspen Drone ရဲ့အသေးဆက်ဆက်တစ်ခုကိုလည်းဒီအနောက်ပိုင်း Crimea မှာရှိတဲ့ Yet Patoria အနီးမှာဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ drone ဗီဒီယိုမှာယူကရိန်း drone တစ်စင်းကဒုံပြင်းစင်ကိုတွေ့ရှိပြီးတဲ့နောက်မှာတိတိပြန်တန်းဝင်ရောက်တာကိုကြားသားပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ဒီတောင်ပိုင်း Crimea မှာရှိတဲ့ဒီ Sanfropo မှာ KME ကြောင့်တူလောင်ယုံအဆောင်အုံရဲ့ဒီခေါင်မိုးကို drone တစ်စင်းထိမှန်တာကိုပြခဲ့ပါတယ်။ယူကရိန်းဟာ ရုရှားရဲ့အစမ်းမပြတ်ဒုံးကျေနဲ့ဒီဒရုန်းတွေရဲ့တိုက်ခိုက်မှုတွေအပြင်ရှီတန်းကပြင်းထန်တဲ့တိုက်ပွဲတွေနဲ့မှာရင်ဆိုင်နေရတဲ့အချိန်မှာဒီတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေတဲ့အတွက်တော်တော်လေးကိုအထင်ကြီးဖို့ကောင်းပါတယ်။ယူကရိန်းက Bath M3 နဲ့အိုဆာစနစ်တွေကိုဖျက်ဆီးခဲ့ကြောင်းသတင်းထုတ်ပြန်တဲ့နေ့မှာပဲတောင်ပိုင်းယူကရိန်းကောက်ွေရဲ့တပ်ဖွဲ့တွေကသူတို့ရင်ဆိုင်ခဲ့ရတဲ့ရုရှားရဲ့တိုက်ခိုက်မှုအများအများကိုဖော်ပြတဲ့နောက်ထပ်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။တောင်ပိုင်းယူကရိန်းမှာအခြေအနေကခက်ခဲနေစေပါလွန်ခဲ့တဲ့တရက်အတွင်း ရန်သူဟာ Shahed 136 131 drone တွေနဲ့တောင်ပိုင်းဒေသတွေကိုအဆက်မပြတ်နှီးပါတိုက်ခိုက်ခဲ့ပြီးတော့ Odessa ဒေသအပေါ်မှာဒုံးကျည်2ကျိန်၊လေကြောင်းတိုက်ခိုက်မှု2ကျိန်ပြုလုပ်ခဲ့ပြီးလေကြောင်းပုံး9လုံးကိုလည်းတိချခဲ့ပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းထိတွေ့တိုက်ခိုက်မှု28ကျိန်ရှိခဲ့ပါတယ်။ Olesen Director ကိုဥတီလာတဲ့တိုက်ခိုက်မှု15ကျိန်တွန်းလှန်နိုင်ခဲ့ပါတယ်။ Holy Right Face ကိုဥတီလာတဲ့တိုက်ခိုက်မှု6ကျိန်ကိုတွန်းလှန်နိုင်ခဲ့ပါတယ်။ ဒီ oral help ကိုဥတီလာတဲ့တိုက်ခိုက်မှု၅ချိန်ကိုလည်းတွန်းလွှတ်နိုင်ခဲ့ပါတယ်။ဒဏီပါကိုဥတီလာတဲ့တိုက်ခိုက်မှု၅ချိန်ကိုလည်းတွန်းလွှတ်နိုင်ခဲ့ပါတယ်။တောင်ပိုင်းအဖွဲ့ရဲ့စစ်စင်ရေး area တွေမှာလွန်ခဲ့တဲ့24နာရီအတွင်းရန်သူဟာခါမီကာစီ drone 1360လောက်ကိုအသုံးပြုခဲ့ပါတယ်။စစ်နေတဲ့ပစ္စည်း269ခုကိုအသုံးပြုပြီးတော့မှ UAV တွေကနေဘုံပေါင်း240လောက်ကိုခြေချခဲ့ပါတယ်။သိမ်းပိုက်ထားတဲ့ Ukraine တွေဟာပြင်းထန်တဲ့အမြောက်ပစ်ခတ်မှုတွေကိုလည်းဆက်လက်လုပ်ဆောင်နေပါတယ်။အမြောက်တိုက်ခိုက်မှု485ချိန်ရှိခဲ့ပြီးတော့မှ ဒီ1880ကျော်ပြစ်ခတ်ခဲ့ပါတယ်ဆိုပြီးထုတ်ပြန်ခဲ့တာပါ။ဒါကြောင့်ယူကရိန်းကဒီလိုအစမ်းမပြတ်တိုက်ခိုက်မှုတွေကိုခုခံနေရင်ပြန်လေတိုက်ခိုက်ဖို့အခွင့်အရေးတွေလည်းရှာတွေ့နေပါတယ်။တစ်ဖက်မှာတော့ရုရှားဒရုန်းအများအပြားဟာသူတို့ရဲ့ပြစ်မှတ်တွေကိုမရောက်ခင်ယူကရိန်းရဲ့ခိုင်မာတဲ့လေကြောင်းကောက်ွေရေးတွေကြောင့်ပြစ်ချခံခဲ့ရပါတယ်။ဒါပေမဲ့ယူကရိန်းဒရုန်းတွေကရုရှားစစ်ပစ္စည်းတွေကိုရှာဖွေပြီးဖျက်ဆီးတဲ့နေရာမှာအများကြီးပိုထိရောက်ကြောင်းတက်တက်ပြနေပါတယ်။ယူကရိန်းကရုရှားရဲ့ဈေးကြီးတဲ့လေကြောင်းကောက်ွေရေးစနစ်တွေနဲ့ အဝေးပြေးရေဒါတွေကိုခက်စိတ်စိတ်ဖြက်စီးလာတာနဲ့အမျှရုရှားရဲ့ကောက်ွေရေးမှလိုအပ်ချက်တွေပေါ်လာပါတယ်။ရုရှားရဲ့ကောက်ွေရေးအားနေလာတဲ့အချိန်မှာယူကရိန်းရဲ့ဒရုန်းတွေကအားနေနေတဲ့နေရာတွေကိုဖြတ်တန်းပြီးတော့ဒီပြင်းမှတ်တွေကိုဓာတ်ရိုက်တိုက်ခိုက်ဖို့အတွက်ဖြစ်လာနိုင်တဲ့အတွက်ရုရှားမှာပျက်စီးဆုံးရှုံးမှုတွေပိုဖြစ်လာနိုင်ပါတယ်။အတူချုပ်ပြောရရင်တော့ယူကရိန်းရဲ့အောင်မြင်တဲ့တိုက်ခိုက်မှုတိုင်းဟာနောက်လာမယ့်တိုက်ခိုက်မှုကိုပုံမိုးလွယ်ကူစေပါတယ်။ယူကရိန်းကလည်းဒီအချိန်ကိုဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် ရုရှားဟာလေကြောင်းကောက်ကွယ်ရေးစနစ်တွေအလွန်တရာမှနေပါသွားနိုင်ပြီးတော့မှဒေတာကြီးတွေမျိုးငယ်တွေမျိုးကြီးတွေနဲ့ရှေးတန်းစခန်းတွေအတွက်အကာအကွယ်မေးဖြစ်သွားပါလိမ့်မယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကြည့်ဖို့တောင်းဆိုပါရစေ။နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ share ပေးတင်ဆက်ပေးနေအောင်ပါမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြံ့ကြံ့မှန်မှန်နဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ ူကြီးမင်းတို့ရဲ့ grade 2အမှတ်စရင်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 625နဲ့39965 8539လေးလေးညတို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်